ဒဝယ်မြို့နယ်ထဲမှာရှိတဲ့ကနိုင်းဒါရွာနဲ့ရှင်မုတ်ဒီရွာကြားတုတ်ကိနာမှာဧပြီလ26ရက်နေ့ညနေပိုင်းကလဲထွန်ဆက်မောင်းလာတဲ့သူတို့အူတနက်တန်ရနဲ့တိတ်ဆုံးနေပါဗါတိတ်ဆုံးသူရဲ့အလောင်းနာမှာလဲထွန်ဆက်တစ်စီးနဲ့တိတ်မှောက်နေတာကိုမြင်ခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်လဲထွန်ဆက်ဟာဒဝယ်မြို့ဘက်ကနေတရချောင်းမြို့ဘက်ကိုဦးတည်ထားပြီးကားလမ်းမရဲ့ဘယ်ဖက်လမ်းဘေးကိုထိုးကျနေတာပါ တိမ်ဆုံးနေသူဟာဒဝယ်မြို့နယ်ကွဒုရွာက ကိုဘာစူးကြည်ဖြစ်ပြီးထွန်ဆက်မောင်းလာသူဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါဗျာ။အဲ့ဒီလေထွန်ဆက်မောင်းလာသူကိုဘယ်အဖွဲ့အစည်းကဘာအကြောင်းကြောင့်တနက်နေ့ပြစ်တက်ခဲ့ရလဲဆိုတာကို April 28ရက်နေ့ညနေအထိမသိရသေးသလိုထုတ်ပြန်တဲ့အဖွဲ့လည်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်းအခုလက်ထွန်းဆက်မောင်းသူတိတ်ဆုံတဲ့နေရာနာကမြို့ဝင်ကြီးကောက်တဲ့ဒိုဂိတ်ကိုအမည်မသိလက်နက်ကင်အဖွဲ့တစ်ခုလာဖျက်ဆီးခဲ့လို့မြို့ဝင်ကြီးဂိတ်ကိုဒိုဝဲမြို့အဝင်ပေါက်တိုင်းတကြားမှာရှိတဲ့စစ်ကောင်စီဂိတ်နာကိုပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။